မီယာမာကနိုကိုဧပြီလ26 2000နှစ်မှာမိခင်ဖြစ်သူ MR Scarbrian နဲ့ဖခင်ဖြစ်သူ Marlon Magano ကိုကနေမွေးဖွားခဲ့ပါတယ်။သူ့ရဲ့အဖေက DJ Ethan Vibe ဆိုတဲ့နာမည်နဲ့ Florida မှာအခြေစိုက်တဲ့နာမည်ကြီး DJ တယောက်လို့သိရတယ်။မိအရဲ့အကိုကြီးကတော့ Marlon Junior ဖြစ်ပြီးတော့မောင်နှမနှစ်ယောက်စလုံး Florida ပြည်နယ် Pembroke Pines မှာချီးပြင်းခဲ့ကြတယ်။မိဘတွေကွာရှင်းပြက်ဆဲပြီးတဲ့နောက်မှာတော့မိခင်ဖြစ်သူနဲ့ Virgin Island မှာနေထိုင်ခဲ့ပြီးတော့ကြတော့ဖခင်ဖြစ်သူရဲ့ နောက်ထပ်ယူတဲ့အမျိုးသမီး Jason Blanche ကတော့ Mia နဲ့သူမအကိုတို့အတွက်ဒုတိယမိခင်လိုမျိုးဖြစ်လာခဲ့ပါတယ်။ကြီးပြင်းလာတဲ့အခါမှာ Mia ကထပ်မြန်ပြီးတော့ယုံကြည်ချက်ရှိတဲ့မိန်းမပြိုလေးတူနောက်ပြီးတော့သူမရဲ့မိသားစုကိုအမှန်တကယ်ချစ်မြတ်လို့ပြီးတော့မိသားစုအတွက်အမြဲရှိနေပေးတဲ့သူဖြစ်တယ်လို့ဆိုပါတယ်။သူမကလှပတဲ့ရည်မှန်ချက်ကြီးပြီးတော့ဘဝမှာသူမလိုချင်တာကိုအတိအကျသိပြီးလိုချင်တာကိုဖြစ်အောင်လုပ်တတ်တဲ့သူလို့လည်းသိရပါတယ်။ ။သူမရဲ့မိသားစုကသူမကိုမိမိလို့ချစ်စပွဲခေါ်ဆိုကြပြီးတော့သူမလုံးသမ ्या ကိုနောက်ကနေလုံးဝပံ့ပိုးပေးခဲ့တယ်။မိသားစုမှာတော့သူမကမင်းသမီးလေးတစ်ပါးလိုပါပဲ။မိယာက Charles Flangel အထက်တန်းကျောင်းကိုတက်ရောက်ခဲ့ပြီးတော့အဲ့အကြောင်းမှဆိုလေသူကတခြားသူတွေအတွက်ပေါ့နော်အမြဲတမ်းပံ့ပိုးကူညီပေးတတ်တဲ့တောက်ပါတဲ့အကြောင်းသူအတူအဖြစ်လူသိများပါတယ်။သူမ2020ခုနှစ်မေလမှာဘွဲရခဲ့တယ်။နောက်နှစ်ကိုတော့မဆောင်မင်းနဲ့ဘွဲရတဲ့နှစ်မှာပဲအော်လန်ဒိုမှာရှိတဲ့ဖလန်စီယာကောလိပ်မှာသူစရင်သွင်းခဲ့ပါတယ် အနုပညာဘွဲ့ကိုတင်ရွယ်ယူရခဲ့ပေမဲ့လို့နောက်ပိုင်းမှာအာကစားဆေးပညာဒါမှမဟုတ်ရင်ခန္ဓာကိုယ်ပိုင်းကုထုံးဆိုင်ရာကိုတက်ရောက်ဖို့တဆုံပြချက်ချခဲ့တယ်။မီယာတောင်တက်နေစဉ် Central Florida တက္ကသိုလ်အနားမှာရှိတဲ့ Adam Villas HM အကျိုးဆောင်ရုံးခန်းမှာအချိန်ပိုင်းအလုပ်ရခဲ့ပါတယ်။သူမဒရက်သွားရလာရလဲကူစီဖို့အတွက်အဲဒီ villa မှာရှိတဲ့အခန်းမှာပဲသူမနေထိုင်ခဲ့ပါတယ်။ခဏတာမီယာဒရက်ကိစ္စတွေကအဆင်ပြေသွားပုံရပြီးတော့သူမကအတန်းနဲ့အလုပ်ကြမှာပဲ အချိန်ကုန်စေခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းမှာသူမနေတဲ့တိုက်ကသူမကိုကြိုက်နေတဲ့ maintenance guy ပြုပြင်ထိန်းသိမ်းတဲ့သူနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုအချို့ကိုစတင်တွေ့လာခဲ့ရပါတယ်။အဲ့ဒီအမျိုးသားရဲ့အချိန်ချင်းစူးစမ်းမှုမှာသူမအချိန်ချင်းညင်းဆိုခဲ့ပြီးတော့မိယာကအဲ့ဒီအမျိုးသားအကြောင်းကိုသူ့မိသားစုတွေကိုတော့ပြပြခဲ့တယ်လို့သိရပါတယ်။ Fox လူဒါတေးကမိသားစုထံကိုတွားရောက်လေပတ်ဖို့အတွက်2021စက်တင်ဘာ24ရက်တောက်ကြန်နေ့မှာမီယာညနေ9နာရီဝန်းကျင်လောက်အလောက်ကနေပြန်လာခဲ့ပြီးတော့သူမနေတဲ့တိုက်ခန်းမှာခီးဆောင်အိတ်ကိုတွားရောက်ယူဆောင်ခဲ့ပေမဲ့လို့တိုက်ခန်းကနေလေရင်ကွင်းကိုတော့ရောက်မလာခဲ့တော့ပါဘူးမီယာစီကနေ message နဲ့ phone call ဆိုမှုတွေမလုပ်တော့တဲ့အခါမှာမီယာမိသားစုတွေစိတ်ပူစားပြူလာတယ်။သူမလေရင်စီအချိန်မီတွားနေရလို့ ဒါမှမဟုတ်ရင်ဖုန်းပြက်သွားလို့အခုလိုဆက်သွယ်လို့မရတော့တာလို့တွေးပေးပြီးတော့မိယာရဲ့လေရင်ချိန်ရောက်တဲ့အထိစောင့်နေပေးမယ်လို့လေရင်ဆင်းသက်ပြီးတဲ့အထိမိယာရဲ့အရေးအယောင်မတွေ့ရခဲ့ပါဘူး။အခုလိုမပြောမဆိုပဲပျောက်သွားတဲ့ဖြစ်ရမျိုးကမိယာဘယ်တော့မှလုံးမမဟုတ်ဘူးလို့ယုံကြည်ကြတယ်။ ဖုန်းကလုံးဝခေါ်လို့မရတော့ဘူးအဲ့ဒီနောက်တော့မိသားစုတွေကတခုခုမှားနေပြီဆိုတာကိုစပြီးတော့သတိထားမိနေကြတယ်။ညာ9နာရီခွဲဝင်းကျင်လောက်မှာမိရဲ့အမေက orange ပြည်နယ်ဒီမိရနေတဲ့ပြည်နယ်ကရဲရရှိရုံငန်းကို ဖုန်းဆက်ပြီးတော့မိရရဲ့အခြေအနေကိုစစ်ဆေးပေးဖို့တောင်းဆိုခဲ့တယ်။ခဏကြာမှတော့လက်ထောက်တူကိုဆေးလုပ်ခဲ့ပြီးတော့မိရရဲ့အခြေအနေကိုစစ်ဆေးပေးဖို့အတွက်မိရရဲ့တိုက်ခန်းကိုတွားရောက်ခဲ့ပါတယ်။ အဲ့ဒီကိုရောက်တဲ့အခါမှာတော့အိမ်အိမ်တကားကြီးပေါ့နော်အဲ့အိမ်ကလုံးချင်းအိမ်ဖြစ်လိမ့်မယ်အဲ့ထဲမှာမှဒီအခန်းလေးမှာဒီနေတဲ့လူတွေရှိရပါဘောနော်အဲ့တော့အဲ့အိမ်ကိုရောက်တဲ့အခါမှာတော့တကားကိုအချင်းချင်းခောက်ပြီးမှဘယ်သူမှပြန်မဖြေခဲ့ပါဘူးနောက်ဆုံးမှာတော့အိမ်မီရရဲ့ဒီတိုင်မှာနေတဲ့တခန်းပေါ်လို့ပြောရမှာပေါ့နော်တယောက်ကရောက်ရှိလာခဲ့ပြီးတော့ရဲရရှိကိုတိုက်ခန်းလေးကိုပြေးဝင်စေခဲ့ပါတယ် အရာရှိကမိအားရဲ့အခန်းတကားကိုဝင်ဖို့ကြိုးစားတဲ့အခါမှာတော့အခန်းတကားကလော့မချထားပေမဲ့လို့အတွင်းကနေတစုံတစ်ခုနဲ့ပိတ်ဆို့နေတယ်ဆိုတာကိုသတိပြုမိနေကြတယ်။ဒါနဲ့အရာရှိကလည်းအိမ်ကိုအပြင်ကနေလှည့်ပတ်ပြီးတော့ပဒင်းပေါက်ကနေချောင်းကြည့်တဲ့အခါမှာတော့မိအားရဲ့အခန်းအတွင်းအခန်းတကားရှိမှာအဝက်ဘီယိုသေးလေးတစ်ခုချထားတာကိုတွေ့တွေ့လိုက်ရပါတယ်။မိအားကတစုံတစ်ယောက်ကိုမဝင်အောင်တားဆီးဖို့လုပ်ခဲ့တာလားပေါ့နော်။အဲ့လိုတော့တူတူတွေးနေမိတယ်။ပဒင်းပေါက်ကလည်းပွင့်နေတယ်။ ကျမ်းပြင်ပေါ်မှာလည်းလဝိရတာတွေကပြင်ကျင်းနေပြီးတော့ခေါင်းပေါ်မှာလည်းအနီအောင်အစွန်းနဲ့တချို့ရှိနေကြအောင်အရာရှိကတတိထားမိခဲ့တယ်။လက်ထောက်အရာရှိကလည်းမိယာရဲ့အခန်းပေါ်ကိုစကားပြောကြည့်တဲ့အခါမှာတော့အခန်းပေါ်ကမိယာသူ့ကိုညနေ9နာရီမှာလေးစိတ်ကိုသွားနေတယ်လို့စာပို့ထားကြောင်းပြောပြပါတယ်။မိယာရဲ့ဘဝမှာသူမကိုထိခိုက်စေလိုတဲ့သူတယောက်ယောက်များရှိလာလို့မိကြည့်တဲ့အခါမှာတော့သူမအနီနဲ့ကတော့ပြုပြင်ထိန်းသိမ်းတဲ့သူအာမန်ဒိုကာဘရီယိုလို့တော့သူမကပြောပြခဲ့ပါတယ်။ အာမန်တိုဆိုတဲ့သူကမီယာနဲ့ဒိတ်လုပ်ဖို့တောင်းဆိုနေခဲ့ပြီးတော့မီယာကတော့အဲ့ယောက်ျားကိုအမြဲတမ်းညှင်းဆိုခဲ့ကြောင်းမီယာရဲ့အခန်းပေါ်ကပြောကြားခဲ့ပါတယ်အခန်းထဲမှာယုံရင်းဆန်ခတ်အနေအထားအရေးအယောင်တွေရှိနေပြီမဲ့လို့ရဲတွေကတော့အဲ့နေရာကိုရာဇဝတ်မှုခင်ဖြစ်တယ်လို့မသတ်မှတ်ခဲ့ကြပါဘူး။မိယာရဲ့မိသားစုဝင်တွေအာမန်တို့ကိုဖုန်းခေါ်ဆိုခဲ့ပြီးမဲ့ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ဒါကြောင့်သူတို့တွေအော်လန်ဒိုကိုသွားပြီးတော့မိယာဘာဖြစ်နေလဲဆိုတာကိုသူတို့ကိုယ်တိုင်စစ်ဆေးရင်ဆုံးဖြတ်ခဲ့ကြပါတယ်။ မနေ့3နာရီလောက်မိရရဲ့ဒီနေတဲ့တိုက်ခန်းကိုရောက်တဲ့အခါမှာတော့ရဲမှုရုံးကနေတိုက်ခန်းကိုဖုံးဆက်ပြီးတော့မိရရဲ့အခန်းကိုဝင်ခွင့်ပေးဖို့တောင်းခံခဲ့ပါတယ်။သူ့အခန်းကိုဝင်လိုက်တဲ့အခါမှာမိရနဲ့မဆိုင်တဲ့ကော်စိုးအောင်မှာအဝိုင်အောင်ဓာလေးကိုတွေ့လိုက်ရတယ်။ခဏကြာမှမိရရဲ့တိုက်ခန်းရှိမှဘသူပေါ်လာလဲဆိုတော့အာမန်ဒိုကာဘရီယိုပါ။အာမန်ဒိုကမိသားစုဝင်တွေကိုမင်းတို့မိရကိုရှာနေတာလား။မိသားစုဝင်တွေကလည်းအာမန်ဒိုကိုတိတာတိတာမမြင်ဘူးတဲ့အတွက်ကြောင့်ပြန်ပြီးတော့မေးခဲ့ပေါ့နော် အဲဒါဆိုမင်းကဘယ်သူလဲလို့မေးလိုက်တဲ့အခါမှာတော့ तू ကငါကပြုတ်ပြင်ထိန်းနေတဲ့ तू ပါမင်းတို့မိယောက်ကိုရှာနေတာငါကြားတယ်ဆိုပြီးပြောပြခဲ့တဲ့အတွက်ကြောင့်မိယာပျောက်ဆုံးနေကြောင်းတရားဝင်ပေါ့နော်ဘာမှအမှုတော်မဖွင့်ရသေးပဲနဲ့ဘလို့လို့သူကတိနေတာလဲဆိုပြီးတော့မိယာရဲ့အတော်ကထူးဆန်းစွာတွေးနေမိပါတယ် ။နောက်ပြီးအလုတ်ချိန်မဟုတ်ဘဲနဲ့မနက်၄နာရီမှာပေါ်လာခဲ့တဲ့အတွက်ကြောင့်လည်းနောက်ထပ်တန်တရားဖြစ်စရာအကြောင်းရင်းတစ်ခုလို့တွေးနေမိပါတယ်။အာမန်တို့ကိုရဲကမေးမြန်းတဲ့အခါမှာတော့အာမန်တို့ကမီယာကိုစက်တင်ဘာ24ရက်ညနေ3နာရီမှာနောက်ဆုံးတွေ့ခဲ့ရပြီးတော့မီယာပြောင်းဆုံးနေကြောင်းသူ့ကိုသူနဲ့တည်တဲ့မီယာရဲ့တငယ်ချင်းတာတီကအကြောင်းကြားခဲ့တာလို့ရဲရရှိကိုပြောကြားခဲ့ပါတယ်။ ဒါပေမဲ့မိယာရဲ့မိသားစုကသူပြောတာကိုလုံးဝမယုံကြည်ပါဘူး။မိသားစုဝင်တွေတာတီကိုဘယ်သူမှမသိပါဘူး။မိယာရဲ့အခန်းပေါ်တော့မှတာတီကိုမသိသလိုဒီ complex မှာနေထိုင်တဲ့မိယာရဲ့အရင်းနှီးဆုံးတငယ်ချင်းတွေကတော့တာတီကိုဘယ်သူမှမသိပါဘူး။အာမန်တို့တယောက်တည်းတာတီကိုသိနေတာဆိုတော့သူလိန်ပြောနေရဲဆိုတာမိသားစုတွေခံမှန်းလို့ရနေပါပြီ။မိယာရဲ့မိသားစုတွေက မိအားကိုအာမန်ဒိုဘလောက်ဆွဲလန်းနေကြောင်းသိထားပြီးသားဖြစ်ပြီးတော့သူနဲ့အပြင်ထွက်ဖို့သဘောတူရင်သူစုထားတဲ့ပတ်စံတွေကိုတော့မိအားကိုပေးမယ်ဆိုတဲ့စာတိုလေးတွေပေးဖို့ခဲ့ပါသေးတယ်တဲ့မာရိုရီနေဖုန်းမှတ်တမ်းကိုစစ်ဆေးဖို့ရဲကိုအစီရင်ခံစာတင်မယ်လို့လည်းမိသားစုဝင်ကပြောခဲ့ပါတယ်။အခုမိသားစုဝင်တွေသိရှိထားတဲ့ဆွဆွဲချက်တွေအားလုံးနဲ့အာမန်ဒိုရဲ့တန်တရားဖြစ်ွယ်အမှုရာတွေ အရာအရာရှိကအာမန်တို့ကိုဖမ်းဆီးပြီးတော့မေးခွန်းထုတ်ရန်လိုလောက်တယ်ဆိုပေမဲ့လည်းအရာရှိကအာမန်တို့ကတန်တရားဖြစ်เสียရှိပေမဲ့လို့တတ်တင်မရှိဘူးဆိုပြီးတော့ပြန်လဲလွှတ်ပေးလိုက်ပါတယ်။ဒါကိုမိယာရဲ့မိသားစုတွေကလုံးဝဒေါသထွက်ခဲ့ပြီးတော့သူတို့ကိုယ်တိုင်မိယာကိုရှာမယ်ပြီးရင်အာမန်တို့ကိုရဲလက်ထဲအပ်မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။မိသားစုတွေအာမန်တို့ရဲ့တိုက်ခန်းကိုတိတ်တိတ်ဆိတ်လိုက်သွားကြပြီးတော့သူ့ကိုစောင့်ကြည့်ရတဲ့အချိန်မှာတော့သူတို့ကိုအမှန်တကယ်ထိတ်လန့်စေတဲ့အရာတစ်ခုကိုတွေ့လိုက်ရခဲ့ပါတယ်။ အာမန်တို့ကသူ့ကားရဲကပစ္စည်းအချို့ကိုသူ့ရဲ့အခန်းကိုယူဆောင်သွားတာကိုသူတို့မြင်ခဲ့ရတယ်။မိသားစုကအနီးကအဲ့ဒီပစ္စည်းတွေကိုကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီပစ္စည်းတွေကတန်းအောင်ဆောင်လက်အိတ်နဲ့အနှံ့အောင်ကြောပွဲတို့ဖြစ်ပါတယ်။ဆောင်ကမိယာရဲ့ဆောင်ဆိုတာသူတို့ကောင်းကောင်းသိနေတယ်။ဒါဆိုအာမန်တို့ကမိယာပျောက်ဆုံးမှုနောက်ွယ်ကလူဆိုတာသိကြနေပါပြီ။ မိသားစုက911ကိုအမြန်ဖုံးဆက်ပြီးတော့ရဲတွေရောက်လာတဲ့အခါမှာတော့သူတို့ကိုယ်တိုင်ထွက်သွားပြီးအာမန်တို့ကိုစကားပြောခဲ့ပါဗျ။ရှာဖွေဝင်ရမ်းမရှိတဲ့အတွက်ကြောင့်မိရကိုရှာဖွေတို့အတွက်ဒီအာမန်တို့ရဲ့တိုက်ခတ်ကိုရဲတွေကတရားဝင်ဝင်ရောက်လို့မရနိုင်ပါဘူး။အာမန်တို့ကဒါပေမဲ့နောက်ဆုံးမှာတော့မိသားစုကိုဝင်ခွင့်ပေးခဲ့ပါဗျ။မိသားစုတွေအာမန်တို့ရဲ့တိုက်ခတ်မှာသူတို့တွေတက်ပြီးတော့ချီးရဲ့အခြေအနေရတော့ထူးခြားမှုတစုံတရာကိုမတွေ့ခဲ့ရပါဘူး။ဒီလိုနဲ့အာမန်တို့ကပြန်ပြီးတော့လွတ်မြောက်နေခဲ့ပါဗျ။ဒါကလည်းမိသားစုအတွက်တကယ်ကိုစိတ်ပျက်စရာပါပဲ။ မီယာကိုတော့ Orange County ရဲရရှိရုံမှာပျောက်ဆုံးသူအဖြစ်တရားဝင် အမှုဖွင့်ပေးခဲ့ပါတယ်။ဒီအမှုမှာအာမန်ဒိုကတူဦးတီသောတန်တရားရှိရသူဖြစ်တဲ့အတွက်စနေနေ့25ရက်နေ့ညနေ4နာရီခွဲခန့်မှာဖမ်းဆီးဖို့ရဲတွေကဖမ်းဝင်ရရခဲ့ပါတယ်။နိုင်အနေငယ်ကြာပြီးတဲ့နောက်စုံထောက်တွေကအာမန်ဒိုရဲ့တိုက်ခန်းကိုဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပေမဲ့အချိန်နှောင်းသွားခဲ့ပါပြီ။အာမန်ဒိုကသူ့အိမ်မှာမရှိတော့ပါဘူး။ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါပြီ။ မီယာပြောင်းဆုံးသွားတဲ့နေ့မောလွဲ့နှစ်နာရီခန့်မှာတစုံတယောက်ကမီယာရဲ့အခန်းကို master key ပေါ့နော်သူတို့ဒီတိုက်ခန်းလေးမှာတုံးနေ master key ကိုအလုံးပြုပြီးတော့သူမရဲ့တိုက်ပြန်တကားကိုဖွင့်ခဲ့ကြအောင်နောက်ပြီးအဲ့တော့ကလည်းအာမန်တို့စီမှာရှိခဲ့လို့အဲ့စုံစမ်းစစ်ဆေးသူတွေကသိရှိခဲ့ရပါတယ်။ညနေ၄နာရီခွဲမှာလည်းအဲ့တိုက်ခန်းကိုအလားတူပင်မတော့နဲ့ထပ်မံအသုံးပြုခဲ့ပြီးတော့ဖွင့်ခဲ့တယ်။အဲ့ချိန်မီယာကတော့အခန်းထဲမှာမရှိဘူး။နောက်မိနစ်30ခန့်အကြာမှာမီယာကနေပြီးတော့ သူအလုတ်ကနေအခန်းကိုပြန်လာခဲ့တာပါအဲ့အချိန်မှာတော့မီယာကသူ့စီမှာရှိရဲ့တော့ကိုအသုံးပြုခဲ့တာပါအဲ့နောက်တော့တနားကြီးအကြမှာအာမန်တို့ရဲ့ကားတိုက်ခန်းကနေပြန်လဲထွက်သွားတာကိုအနီးနားမှာရှိရဲ့ CCTV ကနေပြီးတော့ဖမ်းယူရရှိထားပါတယ်ညာ9နာရီ16မှာတော့အာမန်တို့ကအဆောက်အုံကို ပြုပြင်ထိန်းသိမ်းဖို့ဆိုပြီးတော့လိန်ညာဖုံးခေါ်ဆောင်မှုတစ်ခုပြုလုပ်ခဲ့ပြီး10မိနစ်အကြာမှာတော့သူကတိုက်ခန်းဂိတ်ဆောင်တွေကိုအဝင်ပေါက်ဂိတ်မှာသူ့ကိုခြံထဲပေးဝင်ဖို့တောင်းဆိုခဲ့တဲ့အတွက် သူလောက်တဲ့အခြေအနေဒီဇလန်းရဆိုရင်သူကအဲ့ဒီတိုက်ခန်းကို ခုနှစ်နာရီမှရောက်လာတယ်ဆိုတော့ဇလန်းမျိုးကို तू ကစင်ခဲ့တာဗောနော်အာအဲ့ဒါမှလည်း तू ကနေပြီးတော့သူ့ကိုမတင်ကားလို့စစ်တယ်ဆိုလို့ရှိရင် तू ကဒီတိုက်ခန်းအရင်တော့မရောက်ဘူးအခုခုနှစ်နာရီမှရောက်လာတယ်ဆိုပြီးတော့အလီဘိုင်ပေါ့ရှိဖို့အတွက်ကြိုးပမ်းနေရလို့တူပါတယ်ဒါပေမဲ့လည်းတစ်ဖက်မှာသူ့ရဲ့ကားထွက်သွားတဲ့ဟာကိုအနီးနားမှာရှိရဲ့ CCTV ကဖမ်းယူရရှိခဲ့တယ်ဒီလိုနဲ့အာမန်တို့ကသူရောက်ခဲ့တယ်ရောက်လာပြီးတော့ညနေ9:38မိနစ်ခန့်မှာအဆောက်အဦကနေပြန်ပြီးတော့ထွက်သွားခဲ့တယ်ဒီလိုသတင်းရဆိုရင်အာမန်တို့ကသူ့ကို ဒီမိအားကိုပြန်မေးဆွဲဖို့အတွက်တိုက်ခန်းမှာ၄နာရီခွဲလောက်ခရဲကစောင့်နေတာဖြစ်တယ်လို့ရဲတွေကယုံကြည်နေခဲ့ပါတယ်ဒါကြောင့်လည်းသူတို့ကအာမန်တို့ရဲ့နောက်ခံရာဇဝင်ကိုစတပြီးတော့ကြတော့ဖောက်ထုတ်ပြီးတော့အာမန်တို့ကိုခြေရခံမှုစ조사ခဲ့ကြပါတယ်။မိအားရဲ့မိသားစုတွေကပို့ပြီးတော့တောင်ဝမ်းနဲ့ကြည်ခွဲရပါတော့တယ်။မိသားစုဝင်တွေမိအားရဲ့ဓာတ်ပုံတွေကိုနေရာအနှံ့လူမှုကွန်ရက်အနှံ့မှာဖြန့်ဝေခဲ့ကြတယ်။အဲ့ဒီနောက်စက်တင်ဘာလ29ရက်နေ့တင်းနေတာနေနဲ့အစောပိုင်းမှာတော့တခြားတိုက်ခိုက်တစ်ခုရဲ့ကားကိုယ်တော်မှာအမျိုးသားတအူးစိုးဆွဲချ တည်ဆုံးနေတာတွေ့ရှိကြောင်းရဲတပ်ဖွဲ့ကဖုံးလက်ခံရရှိခဲ့ပါတယ်ဒီလူကအာမန်ဒိုကာဘီကိုဖြစ်လာပြီးတော့အသက်မရှိတော့တော့ကြာပါပြီ မီယာဘမရှိလေသူမအသက်ရှင်နေသေးလားဆိုတာအာမန်တို့တယောက်ပဲသိရတူမလို့ပါအာမန်တို့ကိုအခုလိုရှာဖွေတွေ့ရှိမှုကဒီကိစ္စအတွက်တကယ်ကိုစိုးဝါးစေခဲ့ပါတယ်အာမန်တို့ကမီယာကိုသူလုခဲ့တာတွေကိုမပြောဘဲနဲ့သူရဲဘောကြောင့်နဲ့ညီကိုရွေးချယ်ခဲ့တဲ့အတွက်မီယာရဲ့မိသားစုကလုံးဝဒေါသထွက်ခဲ့ပါတယ်မီယာရဲ့မိသားစုကမီယာကိုအသက်ရှင်လျက်ပြန်တွေ့နိုင်မယ်လို့လည်းမျှော်လင့်ခဲ့ကြတယ်အာမန်တို့မီယာကိုပြန်မေးဆွဲခဲ့ပြီးတော့မီယာလေးအဲ့အနီးတစ်ဝိုက်မှာရှိနေပါပဲလို့ယုံကြည်ခဲ့ကြတယ် တင်းစားရှင်းလုပ်ပွဲတစ်ခုမှာလည်းမီယာရဲ့အတော်ဖြစ်တဲ့သူကသူမကိုရှာဖွေတွေ့ရှိရမျှော်လင့်ချက်ကိုစွန့်လွတ်မိမဟုတ်ကြောင်းမီယာလေးမြင်နိုင်မယ်ဆိုရင်တီးအောင်ဆိုပြီးပြပြပေးခဲ့ပါတယ်။ငါတို့မိသားစုကတမ်းမာတယ်ဆိုတာမင်းသိရဲ့။ငါတို့မိသားစုကစီးလုံးနေမင်းလက်ကိုမကင်မချင်းငါတို့တ냐မအိတ်မပြောဘူးဆိုတာမင်းသိရဲ့။ငါတို့မင်းကိုလွမ်းနေတယ် မင်းလည်းစိတ်တက်အတန်မှာကြန့်ခိုင်နေဆိုတာငါတို့သိတယ်ဆိုပြီးပြောပြပြောပြခဲ့ပါတယ်။အာမန်တို့မရှိရတဲ့အတွက်ကြောင့်မိယာရဲ့ရှာဖွေမှုကိုလှည့်မြန်စွာပြင်းထန်လှုပ်ဆောင်ခဲ့ပြီးတော့လူဒါဇင်ပေါင်းများစွာကကုညီရဲ့ရောက်ရှိလာခဲ့ပါတယ်။ဥပဒေအရာရှိတွေနဲ့အတူတစ်မျိုးလုံးမှာရှိတဲ့မြစ်ချောင်းအင်းအိုင်နဲ့ခြုံမှုတွေကိုရှာဖွေကမိယာရဲ့အရေးယောင်လေးများတွေ့လို့တွေ့များရှာဖွေခဲ့ကြပါတယ်။စက်တင်ဘာ30ရက်နေ့အထိရှာဖွေရေးအဖွဲ့တွေကရဟယင်တွေရေငုပ်အာဒီအဖွဲရေအပါဝင်အရင်မြအမျိုးစုံကိုအသုံးပြုကခရိုင်၃ခုမှာရှာဝေမှုအခု30ကျော်ပြုလုပ်ခဲ့ပါတယ် Orange KI မှာရှိတဲ့ရဲဌာနကလည်းဘိုးစစ်စင်ရေးစင်တာတခုကိုတူထောင်ခဲ့ပါတယ်။စုံစမ်းစစ်ဆေးသူတွေအတွက်အကျိုးရှိစေမယ့်အကြံပြုချက်တွေဥဆောင်မှုတွေအားလုံးကိုလည်းလုပ်ပေးခဲ့ပါတယ်။ FBI ကစုံစမ်းစစ်ဆေးမှုမှာပါဝင်ဖို့မိရရဲ့မိသားစုတွေကတောင်းဆိုတာကြောင့်ဒီအမှုကလူထုတရက်လုံးအာရုံစူးစိုက်မှုကိုခံရရှိခဲ့ပါတယ်။ဒေတာခန်အောက်လွတ်တော်အမတ်တူကလည်း FBI ကိုဒီအမှုမှာပါဝင်ဖို့တောင်းဆိုတဲ့စာတစ်ခု Twitter မှာတင်ခဲ့ပါဗျ မာကနိုမိသားစုပြောတာမှန်တယ်။ FBI ကမီယာမာကနိုကိုရှာဖွေရမှာကုညင်တင်ပါတယ်။သူမကိုတခြားပြည်နယ်တွေကိုဖြတ်ပြီးတော့အာမန်တို့ကခေါ်ဆောင်သွားနိုင်တယ်။ဒါကြောင့်စုံစမ်းစစ်ဆေးမှုမှာသူတို့ရဲ့ပံ့ပိုးကူညီရရှိမှုကအဓိကပါပဲ။ဆိုပြီးတော့ Twitter မှာရေးပြီးတော့တင်ခဲ့တာပါ။ဒီလိုနဲ့တနေ့မှာတော့ လွတ်တော်အမတ်က FBI ကဒီအမှုကိစ္စနဲ့ပတ်သက်ပြီးတော့ဒေတာဆိုင်ရာကွင်းစင်ရုံးကိုဆက်သွယ်ဆိုင်ရဲ့နေကြောင်း FBI မှာအကြောင်းချထားကြောင်း Twitter မှာဟေသဖော်ပြခဲ့ပါတယ်။ဥပဒေစိုးမိုးရေးအရာရှိတွေက complex နေရာတဝိုက်မှာရှာဖွေရေးကြိုးပမ်းမှုတွေကိုအရှိန်ဟုန်မြင့်ဆောင်ရွက်နေတဲ့အချိန်မှာမိရရဲ့မိသားစုနဲ့တငယ်ချင်းတွေကတော့သူမဘေးကင်းစွာပြန်လာဖို့အတွက်ဖျောင်းနိုင်ပြီးထွန်းကဆူတောင်းပေးခဲ့ကြပါတယ်။ စုံစမ်းစစ်ဆေးသူတွေကအာမန်တို့အသက်ရှင်နေတော့ကဘယ်တွေသွားခဲ့လဲဆိုတာကိုပြန်လည်ခြေရခိုင်ရန်စူးစမ်းခဲ့ပြီးနောက်ပေါ့မီယာပြောင်းဆိုးသွားတဲ့နေ့မှာတင်ဘတ်စကန်ဆိုတဲ့နေရာကိုအာမန်တို့သွားရောက်ခဲ့ကြောင်းတွေ့ရှိခဲ့ရပါတယ်။တင်ဘတ်စကန်ကအော်လန်ဒိုမှာကြမ်းတမ်းတဲ့ရပ်ကွက်တစ်ခုဖြစ်တယ်။လက်နက်နဲ့ပြစ်ခတ်မှုအကြမ်းဖက်မှုလူတက်မှုမွေးဝေးစေဝါအပါအဝင်ရာဇဝတ်မှုအားလုံးနဲ့အဲ့ဒီနေရာကိုလူသိများကြတယ်။ မလုံခြုံမှုကြောင့်လူအများပြအဲ့ဒီညာကိုဆွန့်ပစ်ခဲ့ကြတဲ့အတွက်အဲ့ဒီရက်ကွက်ကဆွန့်ပစ်ထားတဲ့အဆောက်အအုံတွေတဲ့တစေမျိုးလိုဖြစ်လာခဲ့ပြီးတော့တချို့အဆောက်အအုံတွေကတော့ပြိုကျလူနှီးပါဖြစ်နေပုံရပါတယ်။ဒါနဲ့အမန်တို့ကအဲ့ဒီမှာဘာလုပ်နေတာလဲလို့မေးเสียရှိနေပါပြီ။အမန်တို့ကသူ့ဘဝတစ်ချိန်ချိန်လုံးကလည်းဒီနေရာမှာနေထိုင်ခဲ့ကြအောင်စုံစမ်းစစ်ဆေးမှုတွေကသိရှိခဲ့ရပါတယ်။အဲ့တော့အမန်တို့ကဒီနေရာမှာဘယ်နေရာမှာဘာရှိတယ်ဆိုတာကိုသူအကုန်သိရှိနေခဲ့ပါတယ်။ cell phone မှတ်တမ်းအရအာမန်တို့ကတောက်ကြနေညနေ၈နာရီနဲ့၉နာရီအတွင်း thermal scan area ဒါမှမဟုတ်ရင်အနီးနားမှာရှိကြောင်ပြသနေကြောင်သိရှိခဲ့ရတယ်။အဲ့ဒီညနေကမီယာပျောက်ဆုံးနေတယ်လို့သတင်းပို့ခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။ရှာဖွေရေးအဖွဲ့တစ်ဖွဲ့ကိုဆေးလွတ်ပြီးတော့၂၀၂၁ခုနှစ် အောက်တိုဘာ၂ရက်နေ့မှာတော့ Damascus area နာမှာရှိတဲ့တောအုပ်တစ်ခုမှာဖွက်ထားတဲ့ Mia Macano လို့ယူဆရတဲ့အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။လက်ချေနဲ့ပါဇက်တွေကိုတိတ်ဖြစ်ချီနှောင်ထားတယ်။ပတ်စံရဲ့အနီးနားမှာတော့သူမကိုနောက်ဆုံးတွေ့မြင်ခဲ့တော့ကဝတ်ဆင်ထားတဲ့အင်ဂျီကိုပါတွေ့ရှိခဲ့ရပါတယ်။သူမကိုပေါ်မှာတော့ဂျင်းပေါင်းမီနဲ့အပေါ်ကအတွင်းခံလေးပဲရှိနေပါတယ်။ဒဏ်ရာအနေထားပုံစံမျိုးကိုတော့မတွေ့ရသလိုမျိုး ခန္ဓာကိုပျက်စီးမှုအခြေအနေကြောင့်စစ်ဆေးသူတွေကသူမဘလို့သိဆုံးသွားလဲဆိုတာကိုတော့မဆုံးဖြတ်နိုင်ခဲ့ကြပါဘူး။တွေးရှိပြီးတနအီလောက်နေတော့စုံနောက်တွေကခြေကွဲဝမ်းနဲ့ပွဲသတင်းကိုမိသားစုကိုအကြောင်းကြားခဲ့ပါတယ်။မိရရဲ့ခြေရတဲ့သူတွေသူတို့ထင်ထားတဲ့ရလက်မျိုးမဟုတ်တဲ့အတွက်ကြောင့်အားလုံးစိတ်ပျက်သွားကြတယ်။စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်တဲ့အနေနဲ့မိရကိုဂုံပြုတ်ဖို့ရာနဲ့ချီတဲ့လူတွေကမိသားစုနဲ့အတူဝမ်းနဲ့ငွေကြေးကထောက်ပံ့လှူဒါန်းမှုများပြုလုပ်ခဲ့ပါတယ်။မိရရဲ့မိသားစုဝင်တွေကအာဒန်ဗီလာစ်ရဲ့စီမံ ခန့်ခွဲမှုကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေအတွက်ဒစိမ့်တစ်ပိုင်းအနေနဲ့ကတော့မိရကိုကောက်ွက်ရင်လုံလောက်အောင်မလုံနိုင်ခဲ့ဘူးလို့အဖြစ်တင်ခဲ့ကြပါတယ်။နောက်ပိုင်းမှာမိသားစုဝင်တွေက complex ကိုမတည်တည်မဲနဲ့တိတ်ဆုံးမှုအတွက်တရားဆွဲဆိုခဲ့ကြပါတယ်။တစုံတယောက်ရဲ့တိုက်ခန်းကိုလွတ်လွတ်လပ်လပ်ဝင်ရောက်ခွင့်ရနေတာကတာဝန်မဲ့ပြီးတော့အိမ်ငှားတွေအတွက်ဘလို့မှအဆင်မပြေဘူးလို့လည်းပြောကြခဲ့ပါတယ်။သူမိရရဲ့တိုက်ခန်းကိုဝင်ခွင့်မရရင်ဒါကအလွယ်တကူတားဆီးလို့ရပါတယ်။ သိရှိသလားဒါဟာအာမန်ဒိုရဲ့ပထမဆုံးပြစ်မှုတော့မဟုတ်ပါဘူး2021ခုနှစ်မတ်လမှာလည်းတခြားတိုက်ကံတစ်ခုမှာအလုံးလုံးနေရင်းနဲ့အခုလိုပဲတခြားမျိုးသမီးတို့ကိုချိန်တွေးဖို့တောင်းဆိုတဲ့စာရီရေးခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးကသူနဲ့အတူတရရဲ့ကြရင် အပြင်ထွက်ရန်သဘောတူညီခဲ့ပေမဲ့အာမန်တို့ကတော့မရဘူး။ငါပြောတဲ့ညမှာပဲအပြင်ထွက်ရမယ်လို့အတင်းတောင်းဆိုခဲ့တဲ့အတွက်ကြောင့်အမျိုးသမီးကထိတ်လန့်သွားပြီးတော့ဒိတ်လုပ်ဖို့အစီအစဉ်ကိုလုံးဝဖျက်သိမ်းလိုက်တဲ့အခါမှာတော့အဲ့ဒီနေ့ညမှာအနဲ့ရောင်အလေးတုံးကိုသူမရဲ့ ိတ်ခမ်းပရင်းပေါက်ကနေပြစ်ပေါက်ခဲ့လိုက်ပြီးတော့ဘသူလှုပ်လဲဆိုတာကိုတော့သူမမတွေ့ရှိခဲ့ရပေမဲ့အာမန်ဒိုလှုပ်တယ်ဆိုတာကိုတော့သူမသိနေတယ်လို့ဆိုပါတယ်အာမန်ဒိုအထက်တန်းကျောင်းသားဘဝမှာလည်းအပြောင်ပြက်သဘောမျိုးအနေနဲ့လှုပ်ထားတဲ့လက်လှုပ်ဖောက်ခွဲပစ္စည်းတွေနဲ့စက်သုံးမှာလက်ဝယ်တွေ့ရှိခြင်းကြောင့်ဖန်ဆီထိမ့်သိမ်းခံရခဲ့ပါတယ်ကံကောင်းထောက်မှဆိုတာဘသူ့အိုမှာတော့ထိခိုက်မှုမရှိခဲ့ပါဘူး အပြစ်ဒဏ်လျှော့ဖို့အတွက်အပြစ်ရှိကြောင်းသနားခံခဲ့တဲ့အတွက်ယာယီအပြစ်ဒဏ်နည်းနဲ့ပဲချမှတ်ခံခဲ့ရပါတယ်။ Adam Villos ကသူ့ကိုအလုံးမခံမီအာမန်တို့ရဲ့နောက်ကျောင်းရာဇဝင်ကိုပြုလုပ်ခဲ့ပေမဲ့လို့ကုမ္ပဏီဘက်ကတွေးရှိတဲ့မှတ်တမ်းကသူနဲ့အလားတူအမည်ရှိတဲ့အာတခြားတဦးကနေပိုင်ဆိုင်ထားကြအောင်အာမန်တို့ကအာဒန်ဗီလာကိုပြောဆိုခဲ့ပါကြအောင်ဗီလာစ်ဘက်ကနေပြီးတော့ပြောပြခဲ့ပါတယ်။တရားခံကလည်းမရှိတော့ဘူးဆိုတော့ဒီသတင်းကဟုတ်လားမဟုတ်လားဆိုတာတော့မသိပါဘူး။ဒါပေမဲ့လည်းစဉ်းစားမှုကြတော့ နာမည်တူနေသည့်တိုင်အောင်မွေးတက်ကတိသည်ဖခင်နာမည်တွေပါ တူနိုင်တဲ့အခွင့်အရေးတွေကတော့အရန်ကိုနှဲပါတဲ့အတွက်ကြောင့်မိမိယာရဲ့မိသားစုဝင်တွေကတော့ complex မှာတာဝန်ရှိတယ်လို့သူတို့တွေကတော့ထင်မြင်ယူဆခဲ့ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင် like and subscribe လုပ်ဖို့လည်းမမိနဲ့အောင်เนาะနောက်ဗီဒီယိုမှာပြန်ပြီးတွေ့ကြပါမယ်ရှင်အားလုံးပဲ bye bye